တရားထုတ်တယ်ဆိုတာကိုယ်ခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်လို့အထောက်ရတာကိုယ်ခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိမှလောဘဒေါသငြိမ်းပါဘူးခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုအမှန်တိုင်းမသိတော့ဒီခန္ဓာကိုယ်ကြီးရဲ့ပုံမှန်ရွှေလန်းကြတယ်မမောကြတယ်အဲ့ဒီရွှေလန်းမှုမမောမှုတွေကြောင့်ပဲဆင်းရဲဒုက္ခတွေဖြစ်ကြတာဆင်းရဲဒုက္ခတွေချုပ်ငင်းသွားဖို့အတွက်ဒီခန္ဓာရဲ့ပုံမှန်ရွှေလန်းမမောမှုလို့ဆိုတဲ့သမှုရိယသစ္စာတဏှာလောဘကိုပယ်ရှားပြစ်ဖို့လုပ် ရွှေလမ်းမမုံမှုဆိုတဲ့သမှုရတ္တဆာတဏှာလောဘကိုပယ်ရှားဖို့အတွက်ဒီခန္ဓာကြီးရဲ့အကြောင်းတွေကိုအမှန်တိုင်းသိဖို့လိုတယ်ဒီတော့ဒီခန္ဓာကြီးကဘယ်လိုသဘောရှိတော့ဒီခန္ဓာကြီးကမတည်မြဲတဲ့သဘောရှိတယ်အနိစ္စသဘောရှိတယ်စဉ်းစားကြည့်နော်မွေးဘွားလာတဲ့အခုချိန်ထိအောင်အဆင်းပြေပြောင်းလဲလာခဲ့တာကလေးလေးဘွားကနေတစ်နှစ်ပြည့်တစ်နှစ်ပြည့်စုံလာလိုက်တာအရွယ်မျိုးမျိုးကိုဖြတ်တန်းလာတယ်အရွယ်မျိုးမျိုးကိုဖြတ်တန်းလာရင်လည်းဒီရွယ်ထိရောက်လာခဲ့ ဲ့ဒီလိုနဲ့ပဲဘဝတစ်ခုပြီးဆုံးသွားအောင်ပါပဲဒီမတိမဲတဲ့အနေစာသဘာဝကိုအသေးစိတ်သိမြင်ဖို့လိုတယ်အခြေရင်တိုင်းပြီးဆုံးလိုက်နေတယ်ဆိုတာကိုနားလည်ဖို့လိုဖြစ်လာတဲ့သဘောတွေကပြီးဆုံးသွားနေတယ်ဖြစ်လာတဲ့သဘောမှန်တယ်များဘယ်ဖြစ်ချင်းတရားမှတည်မြဲနေတယ်ဆိုတာမရှိဘူးရံကင်းရှိသမှုရိယဓမ္မသဗ္ဗန္တံနိရောဓဓမ္မတိတဲ့ ဘာတွေပဲဖြစ်လာဖြစ်လာဖြစ်လာတဲ့သဘောမှလည်းမြအကုန်လုံးဖြုတ်ကြောက်ချုပ်ပြောက်သွားကြမှာစဉ်းစားကြည့်နော်ဆိုကြပါစို့ဘဝမှာမြင်ရတယ်ဆိုတာတွေဖြစ်နေအဲ့ဒီမြင်တယ်ဆိုတာတွေကလည်းပဲမြင်ပြီးပြီးသွားတာနောက်ထပ်အစ်စ်ထပ်ပြီးမြင်တာတွေဖြစ်တယ်အဲ့ဒီအစ်စ်ထပ်ပြီးတော့မြင်ရတာတွေလည်းတည်မြင်နေတာမဟုတ်သူလည်းပြီးသွားတာမြင်မှုတွေကထပ်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 ဖြစ်တယ်ဖြစ်တိုင်းဖြစ်တိုင်းလည်းပြီးဆုံးပြီးဆုံးသွားတာ ဲ့လိုပဲကြားရတာတွေလည်းကြားပြီးပြီးသွားတယ်။နောက်ထပ်ထပ်ပြီးတော့ကြားတယ်။အဲ့ဒီအစ်စ်ထပ်ထပ်ကြားရတဲ့သဘောကလည်းဒီမျက်နေဝင်မရှိဘူး။သူ့လည်းပဲချုပ်ပြောင်းသွားတာ။ဒီလိုနဲ့ထပ်ထပ်ကြားတယ်။ကြားတိုင်းကြားတိုင်းပြီးစုပြီးဆုံးချုပ်ပြောင်းသွားတာကြီးပဲ။မပြီးဆုံးတဲ့ကြားခြင်းဆိုတာမရှိပါဘူး။အခုဦးစင်းရဲ့နှုတ်ကထွက်နေတဲ့အသံတွေကိုကြားနေရ။အသံတွေကလည်းဖြစ်လာပြီးပျောက်သွားတယ်။ ောက်ထပ်အတန်ဖြစ်လာတဲ့အကြောင်းတွေကရှိနေတော့အတန်တွေကထပ်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 ဖြစ်တယ်။ဖြစ်တိုင်းဖြစ်တိုင်းတော့အဲ့ဒီအတန်တွေကလည်းချုပ်ပြောက်သွားတာပဲ။အတန်တွေချုပ်ပြောက်သွားတဲ့အဲ့ဒီအတန်ကိုကြားတယ်ဆိုတဲ့သောတာဝိညာဉ်ကြာတိတိလေးတွေကလည်းချုပ်ပြောက်သွားတာပဲ။အတန်နဲ့ကြားတဲ့သဘောလေးတွေချုပ်ပြောက်ချုပ်ပြောက်သွားမှုဟာပဋိထားကြည့်မယ်ဆိုရင်အလွန်ထင်ရှားတယ်။အဲ့လိုပဲဦးဇင်းတို့နတ်နေရတယ်။အရာဓာတ်တွေစမ်းသပ်ရတယ်။တွေ့ထိမှုတွေဖြစ်တဲ့တွေ့ကြံတွေဖြစ်တဲ့ ကိုဦးဇင်းပြောလိုက်တာ6မျိုးမြင်ခြင်းကြားခြင်းနှံ့ရှူခြင်းစသော